မင်္ဂလာပါရှင်ရှမ်းရေခုမီဒီယာမှအကျိုးဆိုပါရယ်မိုင်းဖြတ်မြို့နယ်၌အလဲတန်းဆင့်ပညာရေးစွမ်းရည်မြင့်တင်တဲ့ဖွင့်လှစ်တဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဖြတ်မြို့နယ်တွင်ဆရာဆရာမများဤတင်ဆိုင်ရေးတွေးပုံမှုတိုးတက်ကောင်းမွန်စေရအတွက်ရည်ရွယ်၍အလဲတန်းမူလတန်းဆင့်ဗာရရက်စွမ်းရည်မြင့်တင်တဲ့ကိုမေလာဆက်ရှင်ရဲ့နနက်9နိုင်အချိန်အထက်ကမိုင်းဖြတ်နိုင်ဖွင့်လှစ်ခဲ့ပါရယ်ရှင်ဦးစွာဒုတိယမြို့နယ်ပညာရေးမှူးဦးကြည်ထွန်းကတင်တဲ့ဖွင့်လှစ်ခြင်းရည်ရွယ်ခြင်းများနဲ့တင်တဲ့ကိုပြီးမြောက်တည်တည် က်ရောက်နိုင်ရင်တင်းနှဲမှရရှိသည့်ဆွေးနွေးချက်များကိုလက်တွေ့အသုံးချနိုင်ရင်းနဲ့ဆက်လင်း၍အမှားစကားပြောကြခဲ့ပါတယ်။အဲဒီနောက်မှာတော့တင်းနှဲကိုဆက်လက်ဆွေးနွေးပို့ချရာနီးပြဆရာများကမြန်မာစာအင်္ဂလိပ်စာတင်ချလူမှုရေးနဲ့အမှုပညာစတဲ့ဘာသာရပ်များကိုဆွေးနွေးပို့ချတော်မှာဖြစ်ပါတယ်။အဆိုပါတင်းနှဲကိုမေလ18ရက်မှ20ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီးတင်းနှဲတို့အလဲတန်းစင်တင်ဆင်ရာဆရာမ23ဦးမူလာတန်းစင်တင်ဆင်ရာဆရာမ62ဦးစုစုပေါင်း 24ကိုတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။